အားလုံးပဲတာလီစော့ပါဒီကနေ့ပြောမယ့်အကြောင်းအရာကတော့ဒီ live show မြို့ကနေ MLD တက်တွေဆုတ်ခေါ်တော့ကြတဲ့အကြောင်းပေါ့လေဆိုတော့တစ်ဖက်မှာလည်းဒီစစ်ကောင်စီတက်ကဒီ live show မြို့ကိုအင်အားလုံးရင်းနဲ့ပြန်ပြီးတော့ဝင်ရောက်နေပြီလို့သိရပါတယ်ဆိုတော့အခုလက်ရှိ live show မြို့မှာဘာတွေဖြစ်နေလဲပြီးရင်ဒေသခံတွေရဲ့သဘောထားကရောဘလို့အခြေအနေတွေရှိလဲပြီးရင် MND တက်တွေကရောလာရှုမျိုးကနေဘာကြောင့်ဆုတ်ခေါ်တော့ကြတာလဲပြီးရင် လာချိုးမြို့မှာဘာတွေဆက်ဖြစ်လာနိုင်လဲဆိုတဲ့အကြောင်းကိုဒီချမ်းမြောက်စီရင်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဟိုအတိကဒီလစ်လာနေတဲ့ဒီလာချိုးဒေသခံတူကိုမေးမြန်းဖို့ရှိပါတယ်ဆိုတော့ကျွန်တော်တို့မေးလိုက်ရအောင်ပါအခုရခုလာချိုးမြို့ရဲ့နောက်ဆုံးအခြေအနေဘယ်လိုဖြစ်နေလဲအခုလာချိုးမြို့ပေါ်မှာလေဘာတွေဖြစ်နေလဲဗျအာဟုတ်ကဲ့မြို့ပေါ်မှာကတော့လေဒီနေ့ MND တပ်ဖွဲ့တွေကဒီနေ့နောက်ဆုံးထားပြီးတော့ပြီးရွှေ့တယ်ပေါ့နော်ရွှေ့တယ်ဆိုတာလေကျွန်တော်တို့ဒါလာချိုးနဲ့နှစ်မိုင်သုံးမိုင် အကွာပေါ့အကြေးပါလေသူတက်ဆွဲထားတဲ့နေရာတွေကိုပြန်ပြီးတော့ရွှေ့သွားတဲ့သဘောမျိုးဖြစ်ပါတယ်အဲဒါပေမဲ့ညပတ်ပတ်လည်းမှာတော့သူတို့ရှိနေတယ်အာဆိုတော့ဒီစတက်ဘက်ကတော့ဒီနေ့ဟိုရင်နန်းနေနေပေါ့နော်ရင်နန်းတရာကျော်နဲ့လာရှုမျိုးတွေကိုပြန်ပြီးတော့ဝင်ရောက်လာတယ်အဲဝင်ရောက်လာပြီးတော့အခုဒါအာဒီနေ့ဆိုလို့ချင်းတို့ဒီဟိုပါတက်ဆိုင်ရရဲစခန်းတို့ပါအဲ့ဒါကြီးတော့တို့လိုက်ပြီးကြည်နေတယ်ဆိုတာမျိုးတော့ကျွန်တော်တို့သိရတယ်ပေါ့လေ ဟုတ်ကဲ့ပါကိုရဲအခုလက်ရှိကတော့ဒီ MNDA တက်တွေကတော့ဒီလာရှိုးမြို့ပေါ်ကနေဆုတ်သွားပြီပေါ့လေဟောတစ်ဖက်မှာလေဒီစစ်စစ်ကောင်စီတက်ကနေပြီးတော့အင်အားလုံးရင်းနဲ့နေပြီးတော့မှဝင်ရောက်လာပြီဆိုတော့ဒီလာရှိုးမြို့ပေါ်ကဒေသခံတွေရဲ့သဘောထားကဟောဘယ်လိုရှိပါလဲဗျ ွင့်လင်းပြောရရင်တော့ဒေတာကန်နေကတော့ဒါတရုတ်ရဲ့ဈာဝင်ပြီးတော့ခြေလဲနေတဲ့ကိစ္စပေါ်မှာမကြေနပ်ကြဘူးပေါ့ညာမကြိုက်ကြဘူးပေါ့နော်ဆိုတော့ဟုတ်ပြီမတိုက်နဲ့ဆိုအစားကလေးလည်းမတိုက်နဲ့အခုတိုက်ပြီးမှဒါမျိုးပြန်လုတ်တယ်ပြန်ပြီးတော့ဆုတ်ပေးရတယ်ဆုတ်ခွာပေးရတဲ့အခြေအနေမျိုးဖိအားပေးလာတဲ့အနေထားမျိုးမှာကြတော့ဒါဒီဒေတာကန်နေကြီးကတော့ မကြိုက်ကြဘူးပေါ့နော်အများစုကတော့မကြိုက်ကြဘူးဒါပေမဲ့တစ်ဖက်မှာလည်းတက်ထောက်ခံတဲ့လူတွေကြတယ်သဘောကျတာပေါ့နော်သူတို့တက်ကိုတက်ကလာရှုပြန်ရသွားတဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့တက်ကလာရှုမှပြန်ထိုင်မယ်ဆိုတဲ့အနေအထားမျိုးကြတော့ဒါတက်ထောက်ခံသူတွေကြတယ်မှာတော့အာဒီတက်ထောက်ခံသူတွေနဲ့တက်မိသားစုတွေကြတယ်မှာတော့ဒါကတော့သူတို့ကတော့အာ ပေါ်ပါပေါ့ဝမ်းတာတာပေါ့လေဒါပေမဲ့တစ်ဖက်မှာကျတော့ဒါဒေါ်လိုင်းပွက်နဲ့ညီဆက်တဲ့လူတွေကြားမှာတော့ဒါကတော့လက်မခံနိုင်ကြအကြောင်းပေါ့နော်ဒီဒီဒေါ်လိုင်းတက်ဖွဲ့အများကြီးတည်ကြည်ရတယ်ပြည်သူတွေတရားမြုပ်ခံတရားကြောတည်ကြည်တယ်တရားကြောတန်ရရတယ် အဲဒီခြေနေမျိုးနဲ့ယက်တီခဲ့ရတာဒီခြေနေမျိုးမျိုးနဲ့ဟောဖြစ်ခဲ့တာအိမ်ကြီးပျက်စီးတယ်အဲဒါကြောင့်မလို့ဟောအခုအခြေအနေတိုင်းကအသားကျနေပြီးသားအခြေအနေမျိုးမှာဒါနောက်ထပ်ဘာဆက်ဖြစ်လာမလဲဆိုတာမသိဘူးဒီတော့မြို့ကန်နေကြရမှာတော့ဆိုတထိန်ထိန်နဲ့ဖြစ်တယ်ပေါ့နော်မကျင်တတ်ကြဘူးပေါ့ဟုတ်ကဲ့ပါကိုကြီးဒီလာရှိုးမျိုးကိုကြတော့လေဒီမြောက်ပိုင်းညီနောင်မမိတ်သုံးဘွေးအပါဝင်ပေါ့ဒီတခြား PDF တက်ဖွဲ့ဝင်တွေလည်းတိုက်ခဲ့ကြတာပေါ့အဲ့တိုက်ခဲ့တဲ့အချိန်မှာလည်းအသက်အိုးရင်ဆေးစင်တွေအများကြီးဆုံးချုံးတယ်ပြီးရင်ရေးပေါ်တွေလည်းကြဆုံးတာတွေအများကြီး ိုရှိတယ်ပေါ့လေအများကြီးမှအများကြီးရှိတယ်ဆိုတော့ဒီလောက်ထိခက်ခက်ခဲခဲဟိုအသက်ဆုံးချုံးမှုတွေအများကြီးနဲ့တိုက်ခဲ့ရတဲ့လာရှုကိုဘာလို့လွယ်လွယ်ကူကူနဲ့အခုလိုမျိုးပြန်ပေးလိုက်ရတာလဲဒီစစ်ကောင်စီလက်ထက်ဖို့ပေါ့အာအဓိကကတော့တရုတ်ဖိအားပေါ့နော်တရုတ်ဖိအားကြောင့်လို့ပြောလို့ရပါတယ်ဆိုတော့တစ်တုံညာနှစ်ခွန်အာကျွန်တော်တို့လာရှုတင်ပြီးရဲ့ဩဂတ်စလခရေကတရုတ်ကနေပြီးတော့ဒါတက်တည်ပြန်ဆုပ်ဖို့ဖိအားပေးထားတာရှိတယ် အာပြီးတဲ့ခါမှာဒါဒီ network gate တွေကိုပိတ်ထားတယ်ပိတ်ပြီးတော့မှအာဒါပေါ့ဒီ data တွေကိုကိုယ်စီစစ်စစ်မှုတွေဖြတ်တောက်လိုက်တယ်ပေါ့နော်ဖြတ်ငါဖြတ်စနစ်နဲ့သူတို့ဖြတ်တောက်လိုက်တယ်အဲဆိုတော့ဒီဒီအခြေအနေပေါ်မှာလူလူကတော့အလူလဲခံရတာပေါ့လေအဲဆိုတော့ဒီဟာလဲပါတယ်အာဒီလေဒါက MND တဖွဲ့တည်းဟုတ်မဟုတ်ဘူး TNN တွေကပါဒါဟော TNN တွေရောဒါဝတ်တဖွဲ့ကိုပါသူတို့ကဖိအားပေးတာပေါ့လေဆိုတော့တစ်ဖက်တစ်ဖက်မှာလည်းဟိုဒီ MND ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဒါဖုန်း ဘုံဒါရှင်ကိုသူတို့တရုတ်ဘက်ကနေပြီးတော့ဒါထိမ့်သိမ်းလိုက်တဲ့အနေအထားမျိုးလေကျွန်တော်တွေ့ရတယ်အဲ့တည်းပြီးရောပြီးရဲ့အချိန်မှာမှဒါဒီ MND ဘက်ကနေမှဒါစတက်နဲ့အပြည့်ရဲ့ရေးဆိုတဲ့ကိစ္စတွေဖြစ်လာတာပေါ့နော်ဖြစ်လာတော့အဲ့နောက်ပိုင်းမှာပဲဒါတောက်လျှောက်သူတို့အပြည့်ရဲ့တဲ့ကိစ္စတွေဖြစ်လာတယ်ဒါတွေးဆွေးနွေးရေးကိစ္စတွေဖြစ်လာတယ်အဲ့ညှိနှိုင်းမှုတချို့အောင်မြင်တဲ့အချိန်မှာအဆင်ပြေလာတဲ့အချိန်မှာ အာဒါစစ်တပ်ဘက်ကလည်းလာရှုပ်ပုံကျဲတာရက်လိုက်တယ်လို့မြို့တီဘက်ကလည်းဖုန်တာရှင်ကိုပြန်ပြီးတော့လုပေးလိုက်တယ်ဒါပေမဲ့တချို့မိသားစုတွေရောရွှေလီမှာထပ်ပြီးတော့ထိမ့်သိမ်းထားတယ်ဆိုတာမျိုး သိရတယ်ပေါ့နော်ဆိုတော့အဲ့လိုဖြစ်အားတွေလည်းရှိတယ်အဲဆိုတော့ဒီဟာကြောင့်မလို့လေဒါကိုကံပကနေပြီးတော့ဒါလာရှိကိုသူတို့ပြန်ပြီးတော့လက်လွတ်ပေးလာတဲ့အနေအထားမျိုးပေါ့နော်သူတို့ရဲ့စတင်ပြီးထုတ်ပြန်တဲ့အထက်မှာထုတ်ပြန်ချိန်ကလေးကဒါလာရှိကိစ္စတွေနောက်ပိုင်းမှာဆွေးနွေးမယ်ဆိုတာလည်းတရားဝင်ထည့်ပြီးတော့ပြောထားတာရှိတယ်ဆိုတော့အခါဒီဒီထုတ်ပြန်ချက်တွေအတိုင်းအခုလက်ရှိကဒါတရားဝင်ဖြစ်လာတဲ့အနေအထားလို့ပြောလို့ရတာပေါ့နော် ဟုတ်ကဲ့ပါကောဟုတ်ဒီလာရှိုးမျိုးကနေ MNDA တက်ဖွဲ့တွေကတော့ဆုတ်ခွာသွားကြပြီပေါ့ဆိုတော့အခုဒီစစ်ကောင်စီတက်ကလည်းဟိုပြန်ပြီးတော့ဟိုသူတို့အင်အားလုံးရင်းနဲ့ပြန်ပြီးတော့နေရာယူလာပြီပေါ့လေဆိုတော့ဒီလာရှိုးကဘာတွေဆက်ဖြစ်လာနိုင်လဲဘလို့တုံးတက်မိပါလေဗျအားလုံးကတော့ခုနပြောလို့ပေါ့နော်ဒီတိုင်းလာရှိုးကဒီတိုင်းပြီးမလားပေါ့နော်ပြီးနိုင်မလားပြီးတော့နိုင်မလားဆိုတာအမဟိုအားလုံးကတော့ဒီတိုင်းတော့ဆက်ပြီးတော့မပြီးနိုင်ဘူးပေါ့နော်နောက်ထပ်ပြဿနာတွေထပ်ဖြစ်လာမလား နောက်ထပ်တိုက်ပွဲတွေဆက်ဖြစ်မလားဆိုတော့စိုးရင်စိတ်ကရှိရအခု MND ရတော့နောက်ဆုတ်သွားပြီးနောက်မှာဒါသူနဲ့ပူတွဲပြီးတိုက်ပွဲဝင်ခဲ့တဲ့ PDF တွေရှိသေးတယ်မြို့ပတ်ပတ်လည်းမှလည်းရှိတယ်တခြားတိုင်းသားလည်းလည်းနိုင်ငံတွေရှိသေးတယ်ဆိုတော့တိုက်ပွဲတွေကဆက်ပြီးမဖြစ်နိုင်ဘူးလို့လည်းဘယ်သူမှတည့်ရတိကြမှာပြောလို့မရဘူးတိုက်ပွဲဆက်ဖြစ်မလားဆိုတော့လေဒေသခံတွေကြားထဲမှာစိုးရိမ်နေခုနပြောလိုမျိုးဟောပါတော့စစ်တပ်ကဝင်လာတယ်ဝင်လာပြီးတော့အာဟောပါတော့ဟို တပံပြန်ပြီးလက်စားချေတဲ့ပုံစံမျိုးတခါဒီကိုကန်ထောက်ခံတဲ့လူတွေတော်လိုင်းဘွဲကိုထောက်ခံတဲ့လူတွေကိုဒုက္ခပေးမလားဆိုတဲ့ဆိုရင်မျိုးတွေရှိတယ်။ဒီဓာမျိုးတွေဆက်ဖြစ်တယ်ဓာမျိုးတွေဆက်ဝါဖြစ်နေရင်တော့အပြန်လန်ပေါ့နော်အပြန်လန်လက်စားချေမှုတွေနဲ့ပဲဒီပွဲရတော့ပြီးမှာတော့မဟုတ်တော့ဘူးပေါ့နော်။ဆိုတော့လူလူကတော့ဆိုရင်စိတ်နဲ့ပဲနေနေရတာပေါ့။အော်ဒါကတော့ဒီအခု live show မျိုးကနေ MND တက်တွေဆုတ်ခေါ်သွားတာနဲ့ပတ်သက်ပြီးတော့ဒီချမ်းမြောက်စည်ရေးနိုင်ငံရေးအဓိကလေ့လာနေတဲ့ဒီ live show ဒေတာခန့်တူကိုအဓိကမေးမြန်းထားတာဖြစ်ပါတယ်ခင်ဗျာ။ 从地就比较那个，就是你还得干嘛嘞？